အားလုံးပဲမိတ်ဆွေပေါင်းတို့မင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါတယ်ကျွန်တော် channel လေးကတော့ဒီ NGO မှာအလုပ်လုပ်ခြင်းနဲ့အလုပ်ရှာနေတဲ့ညီကိုတွေတွေ့ရည်ရွယ်ပါတယ်အဲအဲ့ဒါကြောင့်မလို့နေ့စဉ် NGO မှာဖိတ်ခေါ်နေတဲ့အလုပ်ကံ့ကြောင်းတွေကိုပြောပြပေးချင်တာဖြစ်ပါတယ်ကဲဘယ်လိုအလုပ်တွေခေါ်နေလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်လေနော်ကျွန်တော်တို့ဒီနေ့ 2014ရဲ့2025မှာဆိုရင်ကျွန်တော်တို့ဖွဲ့တွေအများကြီးဖိတ်ခေါ်ထားတာတွေ့ရတယ်ပေါ့နော်စုစုပေါင်းအဖွဲ့ဆိုရင်ကျွန်တော်တို့18ဖွဲ့လောက်ကျွန်တော်တို့ကြော်ညာတင်ထားတာတွေ့ရတယ်လုပ်ငန်းပေါင်းနေနဲ့ကြည့်မယ်ဆိုရင်26ခုလောက်ရှိတယ်โอเคဒါဆိုရင်ပထမဆုံးတစ်ဖွဲ့အနေနဲ့ဖိတ်ခေါ်ထားတဲ့ဖွဲ့တွေကတော့ Plan International မြန် Plan International ရတာပေါ့ အဲ့မှာဆိုရင်ကျွန်တော်တို့မန္တလေးမှာ project officer အနေနဲ့ခေါ်နေတာတခုရှိတယ်။စကိုင်းမှာ project coordinator အနေနဲ့ခေါ်နေတာမန္တလေးမှာအဲ project coordinator နောက်တစ်မန္တလေးမှာပဲကျွန်တော်တို့ဒီ mail and e ap officer အနေနဲ့ဖိတ်ခေါ်တာလည်းရှိတယ်။နောက်ဒီ plan international ကပဲကျွန်တော်တို့အဲမန္တလေးမှာ mail နဲ့ကျွန်တော်တို့ဒီ ap coordinator အနေနဲ့ဖိတ်ခေါ်တာ 5ခုလောက်ရှိတယ်ပေါ့တော့အဲဒါ plan international ကနေဖိတ်ခေါ်တာလည်းအလုပ်ဖြစ်ပါတယ်နောက်တစ်ဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင်ခဲမြန်မာကလည်းမန္တလေးမှာ senior project officer 3 3ခုတော့ခေါ်ထားတာပေါ့နော်ဒီခဲမြန်မာလည်း now vision မြန်မာအနေနဲ့ကြည့်မယ်ဆိုရင်တစ်ခုခေါ်ထားတယ်ပေါ်မှာကျွန်တော်တို့ customer service coordinator တခု now ကျွန်တော်တို့လေကူမှာ customer service အာ coordinator ဆိုပြီးတော့ခေါ်လာတာရှိတယ်။အဲ CA ဆိုတဲ့အဖွဲ့စီမှာလည်းကျွန်တော်တို့၃ခုတော့ချုံညာထားတာပေါ့နော်မန္တလေးမှာဆို driver စကိုင်းမှာဆိုရင်ကျွန်တော်တို့ဒီနှစ်ခု technical support officer ဆမ်နဲ့ကျွန်တော် technical support officer community ဆိုပြီးတော့ခေါ်လာတာတွေ့ရတယ်။ Now IRC မှာမန္တလေးမှာလည်းပဲကျွန်တော်တို့ partnership finance manager လည်းခေါ်ထားတယ်ပေါ့နော်အဲ့ဒါလည်းတွေ့ရတယ် နောက်တစ်ခုက AR ဂျပန်ဆိုတဲ့ဖွဲ့ကလည်းရန်ကုန်မန္တလေးစကိုင်းမှာ fee step တွေခေါ်တာလည်းတွေ့တယ်အဲ PGK ဆိုတဲ့အဖွဲ့ကလည်း center officer ခေါ်နေတာလည်းရှိတယ်ပြီးတော့ BR AC မြန်မာဆိုကြလည်းမြေပြည်တော်နဲ့အမြေပြည်တော်မှာကျွန်တော်တို့ HR officer ခေါ်နေတဲ့အဖွဲ့တွေလည်းကျွန်တော်တို့တွေ့ရတာပေါ့နော်ပြီးတော့ and do a ဆိုတဲ့ အဖွဲ့ကလည်းနှစ်ခုခေါ်ထားတယ်ရန်ကုန်နှစ်ခုစလုံးပဲပေါ့နော်အဲအဲ့မှာလည်းကျွန်တော်တို့တွေ့ရတယ်အဲပြီးတော့ကျွန်တော်တို့ဒီ WCM ဆိုတဲ့အဖွဲ့ကလည်းပဲကျွန်တော်တို့ဒီ TOR for baseline assessment ဆိုတဲ့အဲ position ရာတူတခုလည်းသူခေါ်ထားတာတွေ့ရတယ်ပေါ့နော်နောက်တစ်ခုဆိုရင် out fan ကလည်းပဲကျွန်တော်တို့ဒီ shelter ရုပ် a reconstruction specialist ဆိုပြီးတော့လည်းခေါ်တာတွေ့ရတယ် base ကတော့ညောင်ရွှေ မှာဖော်ပြထားတာပေါ့နော် VFM ဆိုတဲ့ဖွဲ့လေ area accountant ခေါ်တယ်နော်တဖွဲ့က IF RC မြန်မာဆိုတဲ့ဖွဲ့ကလည်း senior information management officer ရန်ကုန်မှာခေါ်နေတယ်နေပြီးတော့မန္တလေးမှာကျတော့ senior shelter officer to post ခေါ်တာတွေ့ရတယ်နော်အဲ now တဖွဲ့ကတော့ TNCM ဆိုတဲ့ဖွဲ့ရဲ့ social worker ရန်ကုန်မှာခေါ်နေတာရှိတယ်။နောက် GNI ဆိုတဲ့ဖွဲ့ကလည်းကျွန်တော်တို့ဒီ အဲဒီမကွေး region ဖြစ်မှာလဲ community development facilitator တွေခေါ်နေတာလဲအဲတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီအမ်အဖွဲ့အစည်းမပေါ်ပြပါနဲ့ဒီရန်ကုန်မှာ ကျွန်တော်တို့ project officer ခေါ်နေတဲ့အဖွဲ့အစည်းအဲတစ်ခုလဲကြော်ရလာတာတွေ့ရတယ်ပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ဒီဒီ KT ဆိုတဲ့ဘက်ကလည်းရန်ကုန်မှာ fee supervisor ဆိုတဲ့အဲ post တွေလဲဒီ14ရက်နေ့ တွင်ပေါ့နော်ဒီဆက်လေးနေ့မှာကြော်ညာထားတာအာတွေ့ရတာပေါ့နော်ဆိုတော့ဒီအလုပ်အကန်တွေကတော့ကျွန်တော်တို့ဒီတမရတရတင်ထားတဲ့ NGO ဖိတ်ခေါ်တဲ့အလုပ်တွေဖြစ်ပါတယ်ကိုနည်းနည်းတက်တက်အဲကိုနဲ့ကိုင်းညီတဲ့အလုပ်တွေကိုကျွန်တော်တို့ဒီ video ရဲ့အောက်မှာ link တွေချနာပေးပါမယ်ဒီ link ကနေဝင်ရောက်လေ့လာပြီးတော့အဲရှောက်ထားစီလို့ရပါတယ် နော်ကျွန်တော်တို့ညီကိုလေးအားလုံးအလို့ရှာနေတဲ့သူတွေအားလုံးအတွက်အဲလောက်ကိုင်းစင်ပြေကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်အဲ channel လေးဝင်မြတ်ပေးရဲ့ information တွေကညီကိုတို့အတွက်အဲချိုးတဆုံတရားဖြစ်တွေ့မယ်ဆိုရင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့အဲဒီ channel လေးကိုလည်း like and subscribe လုပ်တာပြေဖို့လဲမြတ်တရားခံတောင်းဆိုလိုပါတယ်ပြန်ဆုံပါမယ်